ကျေးဇူးပြုပြီးတော့တဲ့အသေးစိတ်လေးပြောပြပေးပါရတဲ့။သွေးတိုးရှိနေတာ၄-၅နှစ်ရှိပြီတဲ့ပျောက်ကင်းခြင်းလို့ပါ။ဟာတော့ဒီကိုမတ်ပိုင်ရှင်လေးရဲ့ဆွမြတ်ဗီဒီယိုဖိုင်လေးကိုအခုမှတွေ့တာဖြစ်ရမယ်။ အဲ့တော့ဆွမြတွေးတိုးနဲ့ပတ်သက်ပြီးတော့ဟိုးအရင်ကနေကလေဆွမြရဲ့ဗီဒီယိုဖိုင်လေးကိုအမြဲဆွမြအကောင့်အမြဲတမ်းကြည့်နေတဲ့သူတွေဆိုရင်သိပါတယ်ဆွမြဟိုးအရင်ကနေတွေးတိုးနဲ့ပတ်သက်ပြီးတော့ပျောက်စီတဲ့သဘာဝနီလန်းကောင်းတွေကိုပဲဆွမြပေးခဲ့တာအခုလက်ထပ်ပြီးတော့ပေးထားတယ်ပေါ့နော်ဟိုတနေ့ကတော့ငါပြောင်းမှုပြုတ်ရီတောက်တဲ့နီလေးပေါ့နော်အဲ့ဒီနီကကြတော့ပြောင်းမှုကိုပြုတ်လိုက်ပြုတ်လို့ရလာတဲ့အရင်လေးကိုတောက်ခိုင်းတာပေါ့နော်အဲ့လိုတောက်မယ်ဆိုရင်တွေးတိုးကြတယ်ဆိုတဲ့အကြောင်းလေးကိုပြောပေးထားတာဖြစ်ပါတယ်တွေးတိုးကိုပျောက်စီတယ်ဆိုတဲ့အကြောင်းလေးပြောပေးထားတာပေါ့နော်တကယ်လို့အဲ့ဒီပြောင်းမှုပြုတ်ရီနဲ့မလုံချင်ဘူးဆိုလို့ရှိရင် ဆုမြတ်နောက်တစ်နေ့ထပ်ပြောမယ်ဒါလည်းပြောခဲ့ပြီးသားပဲဒီမှာတန်မြာပြီးပါရှင်နန်းနဲ့အိပ်ရထားတိုင်းမှာရင်နွေးပြူအပူပေါ့နော်ရင်နွေးပူအပြူဖန်ခွက်သေးကိုဟောဒီကတန်မြာပြီးတခြားရဲ့အရေကိုညှစ်ထည့်ပြီးတော့တနည်းကိုတစ်ခွက်တစ်ခွက်တောက်ပေးရင်ဒါဆိုရင်သွေးတို့စီးချိုပါပြောင်းမယ်ဝေလေးချိန်နေပါကြတယ်နော်တောက်ပါရှင်ဘေးထွက်ဆိုးချိုးမရှိဘူးသွေးတို့သမားတွေတန်မြာပြီးနေကိုသွေးတို့ကြအောင်ပြအောင်လုပ်လို့ရပါတယ်ရှင် အဲ့လိုဒီမှာမရဘူးမလုံချင်သေးဘူးဆိုရင်ပြောပြမယ်ရဲရိုရွက်တို့ရဲရိုသီးအနုတို့စားပေးတော့ဒန်းတလွန်ရွက်တွေလေးအဲ့ဒါတွေပုံမှန်စားပေးပါဆိုးကျုံမှမရှိသွေးတို့သမားနော်အဲ့ဒါတွေစားလို့ဘေးထွက်ဆိုးကျုံမရှိဘူးပြန်ကိုကောင်းလာစေရမှာအဲ့တော့ရဲရိုရွက်အနုလေးတွေရဲရိုရွက်ကိုပြုတ်တို့ကြော်စားချက်ပဲစားစားဘလို့ပဲစားစားရတယ်နော်နောက်တစ်ခုကရဲရိုသီးအနုလေးတွေပြုတ်တို့ ရဲရိုတီရိုထိုးစားဒါဆိုရင်သွေးတိုးကြမယ်စီးချိုကြမယ်နော်သွေးတိုးစီးချိုကိုတော့မှရေရှည်စားပြရတယ်ဘာဆင်းမှတောက်ဆရာမလို့ပဲနဲ့ကောင်းစီတဲ့တဘာဝနီးတွေပဲကဲအဲ့ဒီနီးတွေလည်းမလုံချင်ဘူးဆိုရင်ဟော့ဒီမှာကြက်ဥနဲ့လုတ်တဲ့နီးနော်ကြက်ဥနဲ့လုတ်တဲ့နီးပြောပြမယ်အရန်ကောင်းတဲ့အစွားထက်ဆုံးနီးပဲ။ तू ကဘလို့လောက်ရတာလဲဆိုရင်ဒီလိုကြက်ဥတော့မရဘူး။ဒီလို CB ကြက်တွေဘာကြက်တွေတော့မရဘူးနော်။အိမ်ကြက်ဥဗမာကြက်ဥမှရပါမယ်။ဗမာကြက်ဥနှလုံးရဲ့အကာအရေကိုယူပါ။ ်အနှစ်ကိုမဟုတ်ဘူးနော်အကာအေးဗမာကျောက်နှလုံးရဲ့အကာအေးကိုယူမယ်ယူပြီးတော့စမြပြမယ်နော်ဗမာကျောက်နှလုံးရဲ့အကာအေးကိုယူမယ်ယူပြီးတော့ဒီပကံပကံထဲကိုဖောက်ထည့်လိုက်ပေါ့နော်ဖောက်ထည့်လိုက်အေးအကာအေးကိုဖောက်ထည့်ဖောက်ထည့်ပြီးသွားပြီဆိုလို့ရှင်ရင်ရှားတောင်းလက်ပတ်လက်တထွာလောက်ရဲ့အထဲထဲကဂျဲအဖြူလေးတွေကိုရောပြီးခလောက်ထည့်ခလောက်ထည့်ပြီးလဲပြီးတော့မှုဝေတန်ကြီးအောင်တက်အောင်မှုဝေမှုဝေပြီးတော့အဲရလာတဲ့အေးတွေကိုတောက်ပေးလိုက် အင်္ဂလိပ်ဆေးတောက်ထားတယ်ဆိုရင်အင်္ဂလိပ်ဆေးနဲ့၃နာရီချားပြီးမှအဲ့ဒီကြက်ဥနဲ့ခုနရှားသောင်းလက်ပတ်နဲ့မှွေထားတဲ့တန်ကြီးအောင်တက်နေတဲ့အရေနော်တန်ကြီးအောင်တက်တဲ့ဒီမှွေရမှာနော်အဲ့ဒီအရေကို အင်္ဂလိပ်စေးတောက်ထားတယ်ဆိုရင်၃နာရီချားပြီးမှတောက်ပေးလိုက်။တပတ်ကိုနှစ်ကြိမ်ပဲလို့တိတိတသာသွေးတို့သွေးဖြည်းဖြည်းနဲ့ပျောက်လာလိမ့်မယ်။လောက်ကြည့်နော်။ဆွေမအများကြီးပြောပြပေးထားပါတယ်ရှင်။ကဲအခုနီလန်းနေလဲအဆုံပြောပြပေးလိုက်ပြီ။သွေးတို့သမားတို့ရေစီချိုသမားတို့ကြီးလောက်တာတောက်တော့နော်။တကယ်ကြမ်းပါစေတဲ့တဘာဝနီလန်းကောင်းလေးတွေကိုဆွေမပေးတာပါ။လုံးဝအဲ့ဒါတွေကယူပစ်တော်တော်ပျောက်စေပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အကျိုးရှိရင်လည်း share ပေးသွားခဲ့ကြပါဦးရှင်။